မမောင်လင်းကိုတိတ်တထောင်ပေးပြီးဆုံးမလိုက်တယ်ဦးစိုးစိုး။မန်ယူကိုကိုသွင်းနိုင်ခဲ့တဲ့မြန်မာလူ့ရည်စင်ကစားသမားမမောင်လင်းကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုံအမှုဆောင်ကော်မတီကတီးခြားကုန်ပြုခဲ့ပြီးစုချင်းွေတိတ်တထောင်ဆုချခဲ့ပါတယ်။ဥရောပကလပ်တင်ရဲ့ရာသီကြိုခြေစမ်းပွဲမှာကိုသွင်းယူနိုင်ခဲ့ရုံနဲ့ဆုချခဲ့တဲ့ပေါ်ဝေဖန်မှုတချို့ရှိပေမဲ့ဒီလိုကုန်ပြုမှုမျိုးကမမောင်လင်းတက်ထိုက်တန်ကြောင်းကုန်ပြုပေးကြတဲ့ချီကျူးခဲ့ကြတဲ့ပြည်သက်တွေလည်းရှိပါတယ်။အင်္ဂလိပ်စင်တွေဆက်ဆောက်ကြိုးစားနေကြပြီခဲ့တယ်။ နော်အဲဒီပိတ်စုံနေတယ်ရောဒီဘောလုံးဒီသားစုတွေကပြည်သူပြည်သားတွေအားလုံးပုံတော့ပြီးတော့နော်အဲဒီတော့ဒီနေ့ပူဆောင်အားလုံးကနေပြီးတော့ဒီလေးကိုဒါခုံပြုချင်လို့ဒီလိုခေါ်တာပါအခုတော့ကျွန်တော်ပြောရင်ဘောကတော့နေရင်မြင့်ရင်ရှိတယ်နော်ဒါကြောင့်မလို့နေနေချိန်တုန်းကလည်းကိုရုံးမဲ့စူးစမ်းလို့မြင့်နေတဲ့ချိန်မှာလည်းစိတ်ထားရဖို့လိုတယ်စူးစမ်းမှုစုံသွားဖို့လိုတယ်နော်ကြံလို့ဒီနေ့မြင်တဲ့ခုကြားမှာ balance လုပ်ပြီးတော့အကောင်းဆုံးဘဝကိုဆက်ပြီးတော့စူးစမ်းပြီးနိုင်ငံတကာပြည်ဆက်နိုင်တဲ့ကစားသောဖြစ်ပါသည်။ is good news ကတော့နော်ဒီဘောလုံးပူးဆောင်ရတာတော့အသိကြောင်ဆူချာနော်ဒီနေ့ရတယ်သုံးစားပေါ်တယ်။အခုရင်သားလေးအတွက်ပေါ့။အစီအညာရေးတော့အနာဂတ်တော့သုံးစားဖို့စူးစမ်းပါနော်။အဲဒါနဲ့ကျွန်တော်တို့ computer design နေပြီးတော့ trophy လေးနဲ့နေကြအောင်စူးစမ်းပြီးပါနော်။ပြီးတော့ မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောကတော့စုပေးခဲ့တဲ့အပြင်မမောင်လင်ကိုလည်းစုံမစကားပြောခဲ့ပါတယ်။မမောင်လင်ဟာအာဆီယံအော်စတာအသင်းမှာတိမ်တန်းဝင်ပြီးရင်ဒုတိယမြောက်ရွေးချယ်ခံရတဲ့ကစားသမားဖြစ်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဒုတိယပိုင်းမှာလူစားဝင်ကစားဝင်ရခဲ့ကတလုံးနဲ့တော့အနိုင်ကိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။မမောင်လင်အနေနဲ့လက်ရှိချိန်မှာပါကစ္စတန်နဲ့ကစားမယ်မြမလူရွေးစဉ်အသင်းနဲ့တူလေ့ကျင့်မှုတွေပြုလုပ်နေပြီးတရွေးစဉ်အသင်းကောင်းဆောင်ရာထူးပြန်ပေးဖို့အတွက်လည်းပြည်သက်တွေကတောင်းဆိုနေကြပါတယ်။